ဘေးရင်ဝေးမှာကျိုးတော့ပါတယ်ကျွန်တော်မနှောပေးတယ်မှာလွန်ခဲ့တဲ့လကကျွန်တော်ရဲ့ Facebook page စာမျက်နှာမှာမျိုးသမီးတယောက်ဆရာကျွန်မအရင်ကကလေးမိမိခဲ့တယ်ဒီဟာကြော့ကြော့ပါဆရာနမီလေးဆစ်ဆစ်ပြီးနမီလေးပေးချင်လို့ပါဆရာကျွန်တော်မှာလောက်လာပြီဒီဟာရေဒီတဲ့ရေကျွန်မဘယ်မီကိုဆစ်ဆစ်ပြီး နမီဘာလို့ထပ်ပေးခြင်းရတာတော့မေးလိုက်တော့ဒီလိုပါဆရာကျမရေးနေပတ်သက်ပြီးစာလေးတွေရေးခြင်းလို့ကလောင်နမီလေးပေးရင်လို့ကျမရွေးချယ်ထားတဲ့မီလေးလေးသိသိခြင်းလို့ပါအဲ့ဒီအတွက်ရံပူသားက9သောင်းလွန်ခဲ့တဲ့တပတ်ကလွှဲထားပါတယ်ဆရာကျမမွေးကူးနှစ်က2ရက်6လ 1958တနင်္လာသမီးပါမြားခေါ်မိကကြော့ကြော့ပါဆရာကျမစဉ်းစားထားတဲ့ကလောင်မိကမွေးနံ့စာပြစ်ဖို့အဆုံးဖြစ်အောင်ဒီအကြော်ထားသည်သူပြီးစဉ်းစားထားတာပါဆရာသူမစဉ်းစားထားတဲ့မိလေးကရင်ကဝိဒါတိုင်ရင်ရကြည့်ရင်တော်တော်လေးကောင်းပါလေမွေးနံ့ကနေထက်ကျူဖြစ်တယ် ပစ္စဝဂျူကိုတွဲလန့်ပြီးတွဲထားတဲ့လေးဖြစ်ပါတယ်။ဒါပေမဲ့မာဘုပညာယနမခဲတန်ရာကြည့်ရင်မာဘုသုံးကျင်းဘွားတနေ့လာသမီးထွန်းဘွားကိုကြော်ထားသည်မိပေးလိုက်ခြင်းဟာအင်မတန်စိတ်ပြင်းထန်တဲ့မူရတကောင်ကိုပက်ဆန်ရိတ်နဲ့လက်ဆောင်ထိပ်ပေးလိုက်သလိုပါပဲ။တခြားလေးသင်သားကြည့်ရအောင် မပေးတင်တာတွေ့ရပါလိမ့်မယ်။မဟာဘုသုံးကျင်းထုံးပွားတင်းနေတာသမီးကိုတင်းနေလားအစာတောက်ကြအဆုံးမိလာမိဟာမဟာဘုပညာရကြည့်အထွန်းဆမြန်နာဆုံးမိဖြစ်သွားတာတွေ့ရပါလိမ့်မယ်။ကျဲမာရေးတိပညာပိစာဆိုတာအသက်ရှိဖို့အနာရောဂါကင်းရှင်းရှင်းသင်းသင်းချင်းချင်းနဲ့လူ့ဘဝတန်းစီနေထိုင်နိုင်ဖို့ကျမ်းမာရေးအတွက်ထောက်ကူပြုဘူးတုတ္တမျိုးတိချပီးရေးသားကြခြင်းဖြစ်ပါလေ အခုဒီမှာကလောင်နာမီဆုံးကမယနာဆုံးသက်ဖြစ်နေတော့ကျမ်းမာရေးအတွက်စန့်ကျင်ဘက်ဖြစ်သွားပါပြီမယနာဆိုတာခြုံငင်းချင်းထိခိုက်နာတရားဖြစ်စေခြင်းစသဖြင့်ပေးသေးတဲ့နေရာဌာနတစ်ခုမဟာဗုဒ္ဓတာကွင်တစ်ခုဖြစ်ပါအဲဒါကြောင့်ဘလို့မမဆက်တဲ့အတွက်မပေးသင့်ဘူးပြောမှာဖြစ်ပါလေဒါကြောင့်သူမနဲ့တင့်တော်တဲ့မိလေးတွေရွေးချက် ပေးလိုက်ပါ ကဲနောက်ထပ်တယောက်ကတော့ဒီဟာကြောက်ကြောက်နဲ့ဆန့်ကျင်ဘက်ပါပဲသူကတော့ဆရာကျွန်တော်လွန်ခဲ့တဲ့နှစ်လလောက်ကဒူမာလေးအတွက်နမိမေးခဲ့တဲ့ဒီဟာဒီဟာပါဆရာဆရာမမိလားမသိဘူးအခုကျမ်းမရေးနဲ့ပတ်သက်တဲ့စောင်းမလေးတွေရေးကျင်လို့ကလောင်မီလေးပေးကျင်လို့ပါကျွန်တော်ရွေးထားတဲ့အမိလေးလဲစစ်ကြည့်ကျင်လို့ပါဆရာ ျွန်တော်မွေးကူနှစ်ကတရက်တလ1993တောက်ကြတာပါကျွန်တော်ရွေးချယ်ထားတဲ့ကလောင်နမီကဒုက္ခမဲအောင်ပါဆရာနောက်ပြီးတော့ဆရာရွေးချယ်ပေးတဲ့ကလောင်နမီမျိုး20လောက်လဲရကြင်ပါတယ်ညနေကြရင်ညံဘူးတော်ကတသိန်းလွှဲထားလိုက်ပါမယ်ဆရာနောက်ပြီးတော့စေကနမီအတွက်လဲသုံးလို့ရမယ့်နမီမျိုးရွေးချယ်ပေးပါဆရာ ဒုက္ခမှန်အောင်လို့ကျွန်တော်စဉ်းစားထားတာက ကျွန်တော်မွေးနံနဲ့တွင်းမိတ်တွင်းငွေနေနဲ့အဆုံးသက်ဖြစ်အောင်လို့စဉ်းစားထားတာပါဆရာ तू အလဲမာဘုတ်သုံးခြင်းပါပဲမာဘုတ်သုံးခြင်းမရတာပွားတောက်ကြတာဖြစ်ပါမဘူပညာရဆစ်စစ်ကြည့်ဒုက္ခမံကလောင်နမီဟာမေနာစားပြုပြီးရာသာဆုံးသက်ထတာတွေ့ရပါလိမ့်မယ် မေနာသာပြုပြီးယာသာဆုံးသက်ထားတဲ့အတွက်ပေးလို့ရပါတယ်ဒီနေရာမှာမေးတရားရှိပါတယ်ဆရာမေနာဆုံးအစာပြုထားတာပေးလို့ရလားမေးတရားရှိပြန်ပါတယ်ဘာကြောင့်ပေးလို့ရတာလဲရှင်းပြပါမယ်သောသောက ပြောသလိုမေနာထာနာရှိကျိုးဟာထိခိုက်နေတာတော့ရက်ဆိုင်တော့မလဲမပတ်နိုင်တော့သဘောတရားတွေရှိပါတယ်ယာသာဌာနကတော့ ဒုက္ခပုံနှမ်းနဲ့တူပါတယ်ပြည့်စုံမယ်အေးချမ်းမယ်စတဲ့သဘောတရားတွေရှိပါတယ်ရသမြေနဲ့ဟာအဲ့ဒီသဘောတရားတွေရှိတာက ဟုတ်ပြီကျမ်းမာရေးဘက်ပြန်လဲသုံးသက်ကြည့်ကြပါတို့လူတရားဟာကျမ်းမာရေးမကောင်းရင်ဘာယောဂပဲဖြစ်နေပါသည်ကိုယ်ခန္ဓာတွေထိခိုက်နာကျင်ရပါလိမ့်မယ်ကောင်းကောင်းမသွားမလာနိုင်ဘူးဒါကရက်ဆိုင်တဲ့သဘောတရားတွေဖြစ်ပါတယ် ွေးလေတယ်မလဲပတ်တဲ့သဘောတရားတွေဖြစ်ပါတယ်။ရှင်းရှင်းပြောရင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးမကောင်းတဲ့သူကိုကောင်းအောင်ကောင်းတဲ့သူကိုကောင်းစေတဲ့ကောင်းအောင်စင်ကျင်တဲ့လာတွေရှောင်တဲ့လာတွေကျမ်းမာရေးသည့်ဘုဒ္ဓရဖြန့်ဝေပေးထားတာပါပဲ။နားလည်အောင်ပြောရရင်မေနာဆရာသာဆုံးဟာမကောင်းရတဲ့အာဏိကောင်းလာအောင်တက်သွားတဲ့ရဲ့နမီတွဲဖြစ်ပါတယ်။ဒါကြောင့်ပေးလို့ရခြင်းဖြစ်ပါတယ်။ ဒါပေမဲ့စေကမ်းပြီးတော့ပေးလို့မရနိုင်ပါဘူးကလောင်နံမီပဲရနိုင်ပါတယ်ဘာကြောင့်လဲဆိုရင်မွေးရန်မွေးနိုင်ငံကနေတရားဆုံးသက်ထားတဲ့အတွက်ဖြစ်ပါတယ်ဒါကြောင့်စေကမ်းအမီအတွက်သုံးပြုလို့ရအောင်နံမီထပ်မံပြီးရွေးချယ်ပေးလိုက်ပါဒီနေရာမှာစာပေတိကအရာတသိုင်ညာလူတွေအမိတွေပြောင်းလဲထားပါတယ် ဒါလောက်ဆိုရင်မဟာဘုပညာယမယနာစပြုခြင်းနဲ့ဆုံးသက်ခြင်းတို့သဘောတရားကိုအသင့်အင့်တော့နားလည်လောက်ပြီးချင်ပါတယ်အားလုံးပဲမိတ်ဆွေများရှင်နဲ့ချမ်းမြေ့ကြပါခင်ဗျာ